ဟမ်မီဝေတန်ကပတ်၃ခုချန်ပီယံယူကရိန်းလက်ဝဲသမားအိုလက်ဇန်ဒါဦးစစ်ကိုနယူးဇီလန်လက်ဝဲသမားဂျိုးဆပ်ဘာကာနဲ့ထိုးသက်ဖို့ WBO ကညွှန်ကြားထားတယ်လို့သိရပါဗျ။38နှစ်အရွယ်ဦးစစ်ဟာပြီးခဲ့တဲ့ဒဇမမှာဘရစ်ဒိန်လက်ဝဲသမားတန်ဆန်ဖျူရီကိုအမှတ်နဲ့အနိုင်ယူပြီး WBA စူပါ WBC နဲ့ WBO ချန်ပီယံကပတ်၃ခုကာကွယ်နိုင်ခဲ့ပါဗျ။ ၎င်းဟာပြီးခဲ့တဲ့နှစ်မေလအတွင်းတိုင်ဆန်ဖျူရီနဲ့ပထမဝယ်ထိုးသက်ပြီးတဲ့နောက် WBA စုပါ WBC IBF WBO စတဲ့ချန်ပီယံကပတ်၄ခုစလုံးရရှိပြီးအငင်းပွားဝင်မရှိ Heavyweight တန်ချန်ပီယံအဖြစ်ရပ်တည်နိုင်ခဲ့ပေမဲ့တိုင်ဆန်ဖျူရီနဲ့မကြေဝဲထိုးသက်ဖို့အတွက် IBF ချန်ပီယံကပတ်ကိုဆွန့်လွတ်ခဲ့တာကြောင့်ကပတ်၃ခုသာကျန်ရှိတာဖြစ်ပါတယ်။ဦးစင်းနဲ့ထိုးသက်ဖို့ညွှန်ကြားထားတဲ့33နှစ်အရွယ်ပါကာဟာ WBO Heavyweight တန်ချားဖြတ်ချန်ပီယံဖြစ်ပြီး WBO ချန်ပီယံကပတ်ကို2016ခုနှစ်ကနေ2018ခုနှစ်အထိရရှိခဲ့ပူပါရတယ်။ WBO ရဲ့ထုတ်ပြန်ချက်မှာဝေတန်းတစ်ခုကိုချန်ပီယံတဦးသာရှေ့ရမယ်မူဝါဒအရကြားဖြတ်ချန်ပီယံကပတ်ကိုရက်ဆိုင်ရမှာဖြစ်တာကြောင့်ဦးစင်းနဲ့ပါကာတို့ရက်ပေါင်း30အတွင်းဆွေးနွေးမှုလုပ်ဖို့အကြံပြုကြောင်းသောဝထုန်ကြီးမှုမရပဲပြက်ကွက်ပါကစီးမင်းတွေနဲ့အညီဆက်လက်လှုပ်ဆောင်မှာဖြစ်ကြောင်းဖော်ပြထားပါတယ်။ဒါကြောင့်ဦးစစ်အနေနဲ့ IBF Champion Britain လက်ဝဲသမား Daniel Dubois နဲ့ကပတ်ပေါင်းစည်းပွဲထိုးသက်ဖို့ဆွေးနွေးနေပေမဲ့ WBO ရဲ့ညွှန်ကြားမှုအရပါကားနဲ့ဆွေးနွေးမှုပြုလုပ်ရမှာဖြစ်ပြီးတကယ်လို့သဘောတူညီမှုမရပါကချန်ပီယံကပတ်ဆွန့်လွတ်ရပွဲရှိနေပါတယ်။ IBF ချန်ပီယံဒူဘွားဟာပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းပါကားနဲ့ထိုးသက်ဖို့စီစဉ်ထားပေမဲ့လည်းကျန်းမာရေးအခြေအနေကြောင့်ပွဲချင်းပဖို့ရပ်ပိုင်းအလိုမှနှုတ်ထွက်ခဲ့တာဖြစ်ပါတယ်။ဦးစစ်ကလည်း ဒူဝါနဲ့ပါကာပွဲမတိုင်မီအဲ့ဒီပွဲကအနိုင်ရသူနဲ့ထိုးတက်မှာဖြစ်ကြောင်းလာမယ့်တစ်နှစ်ခွဲနှစ်နှစ်အတွင်းနှစ်ပွဲသာထပ်မံထိုးတက်မှာဖြစ်ကြောင်းပြောကြားထားပါတယ်။ဥစဲဟာခရူဆာဝေတန်းမှာလည်းချန်ပီယံကပတ်၄ခုစလုံးရရှိပြီးအငင်းပွားပွဲမရှိချန်ပီယံအဖြစ်ရပ်တည်နိုင်ခဲ့ပါတယ်။